အားလုံးမင်္ဂလာပါရှင်16ရက်ဆယ်လ2025အတွက်ကိုဒါ 3D ဒီ site လေးပြပေးပါမယ်ရှင်အဲ့တော့ဒီ site ကြီးကတော့လူတိုင်းလည်းသိနေကြပြီဆိုတော့အစာနေဆုံးထိမပြပေးတော့နော်အစာနေပြပေးရင်လည်းအရှိဖြစ်သွားလိမ့်မယ်ဒါကတော့36ဖွက်တဲ့ပင်ရည် site ပြပေးပါမယ် 36လောက်ထွက်တဲ့ပင်မှာထီထွက်ကနန်းက99လျှောက်36လျှောက်ဒုတိယ31ပထမဆုံးထီထွက်ကနန်းက131ဒီ9က9ကိုယူတယ်ဒီ3ကလည်း3ကိုယူတယ်ဒီ1ကလည်း1ကိုယူတယ်3မတ်တက်နဲ့ပေါင်းတယ်ကနန်းလေးလုံးပေါင်းလိုက်တော့1 1ကို2ပွင့်တော့လေး4ကို4ပွင့်တော့8 2ရဲ့ပါဝါခွန်4ရဲ့ပါဝါကို8ရဲ့နှက်ခါက1အဲ့ဒီမှာပါကြခဲ့လဲဆိုတော့6လေး6လူ4တလုံးအပါနဲ့ပဲ6လေး6လူကြခဲ့ပါရှင် 6လေး6လို့ကြားတဲ့ပင်မှာထီထွက်ကဏ္ဍက3904လေး6လေး6ဒုတိယ98ပထမဆုံးထီထွက်ကဏ္ဍက9လေး3ညဒီ3ညက3ညကိုယူတယ်ဒီ9ကလည်း9ကိုယူတယ်ဒီ3ညကလည်း3ညကိုယူတယ်3မှတ်တက်နဲ့ပေါင်းတယ်ကဏ္ဍ4လုံးပေါင်းလိုက်တော့8 8ကို2ပွင့်လို့တော့3ည3ညကို4ပွင့်လို့တော့4 8ရဲ့ပါပါ3 3ညရဲ့ပါဝါ9ရဲ့နှက်ခတ်က2အဲ့ဒီမှာပါကြခဲ့လဲဆိုတော့8တလုံးအပါနဲ့၄ပြိတ် 6.6လို့ကြားခဲ့ပါရှင်အဲ့တော့သတိရထားနော်ဒီဗရိတ်တွေကကြားလာပြီဆိုရင်တော့ဒီထဲကဗရိတ်ပါကြာရင် तू ကဆက်တိုက်ဗရိတ်ပါပေးတတ်တယ်ဗရိတ်ပြောက်သွားရင်လည်း तू ကပြောက်သွားတတ်တယ်တော်တော်ကြာပေါ့နော်အဲ့တော့6.6လို့ကြားတဲ့ပင်မှာထီရွယ်ကဏ္ဍက6.6ဒုတိယခွန်ခွန်ပထမဆုံးထီရွယ်ကဏ္ဍက843ဒီ6က6ကိုယူတယ်ဒီခွန်ကလည်းခွန်ကိုယူတယ်ဒီ3ကလည်း3ကိုယူတယ်3မှတ်တဲ့ပေါင်းတယ် ကနန်းလေးလုံးပေါင်းလိုက်တော့တစ်တစ်ကို2ပွင့်တိုးတော့3 3ကို4ပွင့်တိုးတော့ခွန်တရဲ့ပါဝါ6 3ရဲ့ပါဝါ8ခွန်ရဲ့နှက်ခါက3ညဒီအပင်မှာတစ်3ခွန်6 8 3ညအဲ့တော့ဒီထဲကကီးပရိတ်ပေါ့နော်ပရိတ်လဲကြတာတဲ့ကီးလဲကြတာတဲ့အပီးပေါက်လဲထွက်တတ်ပါတယ်ရှင်အဲ့တော့အပီးပေါက်တွေထွက်ခဲ့တဲ့အပင်တွေမှာလဲမနှဲပါဘူးဒီတစ်ပတ်မှာဒါပြီးခဲ့တဲ့တစ်ပတ်တုန်းက ရွေးချယ်ခဲ့တာပေါ့နော်အဲ့တော့လိုင်းမမလည်းတင်ပေးထားပါတယ်မဘာလေးကိုလည်းပဲပေးခဲ့တာတွေသိပါတယ်အဲ့တော့ဒီ16ချိန်မှာ146ကိုဝထိတ်6ပိုင်း10ပိုင်းကိုပေးခဲ့တယ်အဲ့ဒီမှာကိုကြိုက်တဲ့ကနန်းတွေကိုပေါ့နော် ကိုကြိုက်တဲ့အလုံးလေးတွေကိုအမှတ်ရှိခဲ့တယ်အာဒီလိုလေးတွေရှင်းထားတာပေါ့ဒါကတော့16ချိန်လုံးကကိုတွေ့ထားတဲ့အဥ္စာလေးကိုပြပေးတာပါ ခွန်ကိုတလုံး၄၅ခွန်တလုံးနဲ့ခွန်ပိုင်ကိုယူခဲ့တယ်။အဲ့ဒီမှာလဲခွန်ပိုင်ကိုယူခဲ့တယ်။အဲ့တော့ရှစ်ပိုင်ခွန်ပိုင်ကိုကြိုက်ခဲ့တယ်။နောက်တစ်ခါကိုတလုံးကိုလည်းကြိုက်ခဲ့တယ်။ကိုကိုလည်းကြိုက်ထားခဲ့တယ်ပေါ့နော်။တစ်တုံညာအသေးပေါ့။အဲ့ဒီမှာကနန်းတွေတော့ထုတ်ထားခဲ့တယ်။ကနန်းတွေထုတ်ခဲ့လိုက်တယ်ဒီမှာကိုခွန်ရှစ်တွေကိုရှစ်ခင်ပါတယ်။ဒီမှာကြာတော့လဲ तू ကအဲ့တော့ဒီမှာခွန်ကိုတလုံးနေရာမှာက तू ကဘာတွေပါခဲ့လဲဆိုတော့အာ ဒီခွန်ကိုနေရာမှာကြတော့ထိပ်စည်းမှာလဲ6ပါခဲ့တဲ့အတွက်3 4 6ဆိုတော့3 4 6ကိုကြည့်လိုက်တယ်အမှတစ်ထိပ်ကတစ်တည်ထားတဲ့အတွက်ကြောင့်4 6ကိုထိပ်ကိုပဲကြိုက်ခဲ့တယ်အဲ့တော့6ဆိုတာလဲဒီမှာပါပြီ4ဆိုတာလဲဒီမှာပါပြီ6ဆိုတာလဲဒီမှာပါပြီဆိုတဲ့အခါကျတော့သူကကဏန်းထုတ်တဲ့အခါကျတော့ဒီလိုထုတ်လိုက်တာ3 8တလုံးလိုက်ပေါ်မှာပြပေးထားရှိပါတယ်နော်အဲ့တော့3 8တလုံးနဲ့4 6ကိုထိပ်ကို3 8တလုံးနဲ့ လေးရလည်းဒီမှာတူနေပြီမဟုတ်လို့လေး၅ခွန်ကြီးနေပေါ့နော်၅ခွန်နေပေါ့ထုတ်ခဲလိုက်တာအမှထုတ်ခဲ့တဲ့ထဲမှာ၉ရှစ်ခွန်၉ခွန်ရှစ်လည်းပါတယ်ဒီမှာဒီမှာထိတ်လို့ရည်ထားတယ်ကဏန်းထုတ်တဲ့ထဲဒီမှာပါခဲ့ပြီးတော့မှပေးတဲ့ထဲကြတော့သူကပေဒံနဲ့ပေဒံဖောက်သွားပေါ့နော်ပေဒံနဲ့တဒံနဲ့ဖြစ်သွားခဲ့တယ်ပေဒံနဲ့တဒံနဲ့ဖြစ်သွားခဲ့လို့အဲ့ဒီမှာမရခဲ့ဘူးဒါ၁၈ကြိမ်တော့ထုတ်ခဲ့တဲ့ ဆိုင်ပေါ့နော်၁၈ကျင်းလုံးကလည်းတိချောက်ရှိထိတ်ကိုအမှ၆ပိုင်း၉ပိုင်းလို့ပေးခဲ့တယ်၄သုံးတစ်လုံးနဲ့တိချောက်ခွန်ကင်းကိုအမှခွန်သုံးရသေးတယ်ဒီမှာကြတော့အဲ့ခါကျတော့သူကဘာထွက်တော့ရှောက်လေးရှောက်လို့ထွက်သွားတယ်အဲ့တော့ပြီးခဲ့တဲ့တပတ်တုန်းကလည်းဒီလိုပဲအဲ့တော့ဒီကနန်းကိုဒီလိုအကုန်ထုတ်လိုက်လို့အကုန်လုံးပေါ့နော်ကနန်းကွက်ချရေးလိုက်ရင်သူကဟိုထိတ်သေးတာတွေအပိတ်သေးတာတွေခါသေးတာတွေနဲ့ထုတ်လိုက်လို့ရှင်တော့အကွက်က30 30ကျော်လောက်ထွက်လိုက် 34 35ကောလောက်ထွက်လိမ့်မယ်ဒါအပူတွေရောဘာတွေရောဆိုရင်ပေါ့နော်အပူခွာတွေရောပိုင်ရင်ပေါ့အဲ့တော့ဒီမှာဆိုလို့ရှိရင်တစ်ချောင်းရှိထိတ်ဆိုတော့၄ထိတ်မပါဘူး၄ထိတ်မပါတဲ့အတွက်ကြောင့်ထိုးမယ်ဆိုရင်64 64 6နဲ့66 4လို့ပဲထိုးလို့ရမယ်အဲ့လိုမျိုးပေါ့ခဏန်းထုတ်လို့ရှိရင်အဲ့တော့၄6ဟို၄66လို့ပါလို့ကြတော့ထုတ်တဲ့အချိန်မှာမပါတော့ဘူးပေါ့ထိတ်နဲ့မညီတဲ့အတွက်ကြောင့်အခုလဲအပူနဲ့ပတ်သက်လာရင်လဲသူကအဲ့တိုင်းလေး ထုတ်ပေးထားပါရှင်အပူ site တွေလည်းပါတယ်ဒီတစ်ပတ်ထုတ်တဲ့ထဲမှာအပူတွေလည်းပါတယ်အဲ့တော့ तू ကအပူဆိုလို့ရှိရင်အဲ့လိုမျိုးပေါ့၃ွက်လုံးထိုးစရာမလိုဘူးရှောက်လေးရှောက်နဲ့ရှောက်ရှောက်လေးလိုပဲထိုးလို့ရမယ်လေးရှောက်ရှောက်လို့ तू ကထိုးစရာမလိုဘူးဒီမှာထိတ်နဲ့မငီမကြိုက်တဲ့အတွက်ကြောင့်အဲ့လိုလေးတွေခဏထုတ်ပေးထားပါတယ်အဲ့တော့ဒီပင်မှာဒီကနန်းတွေအကုန်လုံးပေါ့နော်အဲ့လိုပုံစံမျိုးဒီဒီပင်မှာတော့အဲ့ဒီ78တင်းတော့ထုတ်တဲ့ပုံစံမျိုးပေါ့ ကနန်းနေအကုန်လုံးရှာရေးပြီးတော့အကုန်ထုတ်လိုက်မယ်အဲ့တော့ဒီကနန်းဟိုရှောက်လုံးပေါ့ဒီထဲမှာကနန်းရှောက်လုံးနဲ့ပဲအပီးပေါက်ပေါ့အမှန်တကယ်တော့ကနန်းရှောက်လုံးနဲ့အပီးပေါက်ပဲဒီမှာရှောက်လုံးနဲ့အပီးပေါက်ပဲအဲ့တော့ကနန်းရှောက်လုံးနဲ့အပီးပေါက်ဒီဒီပင်မှာလည်းကနန်းရှောက်လုံးမမဲ့လို့ဒီလိုအထဲကကွာတစ်လုံးတတ်ထားတဲ့အတွက်ကြောင့်ကနန်းငါးလုံးနဲ့ခွေပေးရမယ် အဲ့ငါလုံးလဲဆိုပေမဲ့လို့လေသူကအပူတွေပါခဲ့တဲ့အတွက်ကြောင့်အပူတွေပါလို့ရှိရင်အခုဥပမာပေါ့6ခွန်ခွန်လို့ပါလို့ပေါ့ဒီလိုမျိုးပေါ့အဲ6ခွန်ခွန်လို့ပါလို့ဆိုလို့ရှိရင်လဲသူကထိတ်စင်းနဲ့ကြိုက်တဲ့ဥစား6ခွန်ခွန်လို့ပဲထိုးလို့ရတယ်ခွန်ခွန်6လို့ထိုးလို့မရဘူးအဲ့လိုလေးတွေထုတ်ပေးထားပါရှင်ဒီတစ်ပတ်မှာလဲမပါတွေကိုကနန်းငါလုံးပဲခွေပေးထားတယ်အဲ့ထက်ကမှအကြိုက်ဆုံးကနန်းလုံးပိုင်းတစ်လုံးနဲ့ပေါ့အခုဒီမှာ6ပိုင်းနဲ့10ပိုင်းပေးသလိုပေါ့အဲ့ဒီလုံးပိုင်းနဲ့ပို့ပြီးတော့ ဟိုဟာလုံးမှန်ကြတဲ့ဥစားနဲ့ရွေးပေးမှာပါရွေးချယ်ပေးမှာပါအဲ့တော့မိန်ကနားလည်းထုတ်ပေးမယ်ပြီးခဲ့ဘက်ကမိန်ကနားနဲ့မှကြတော့အမှတွေ့ပါလိမ့်မယ်ကိုဟာကိုရှောက်ရှစ်ဖြစ်သွားတယ်ထွက်ထားကိုခွန်ရှစ်နောက်ကရှောက်နေဆိုလို့ရှိရင်ရှောက်ခွန်ရှစ်အဲ့လိုဖြစ်သွားတာပေါ့အကုန်လုံးကလေဟိုတလုံးလွဲလေးတွေကြီးပဲမမှန်ကအကုန်လုံးမှန်ခဲ့တယ်မှန်ခဲ့ပြီမယ်လို့ကိုပေးတဲ့ကနားနဲ့မှကြတော့ကိုခွန်ရှစ်ကိုပေးတာနေနဲ့မညည်းတဲ့အတွက်ကြောင့်ထားခဲ့တယ်ဒီလို့ ကီးတွေနဲ့ပေါ့နော်ထိတ်တွေနဲ့လုံးပါတွေနဲ့ကီးတွေနဲ့အကုန်ထုတ်ပြီးတော့အဲ့လိုပုံစံမျိုးတွေလုပ်ပေးခဲ့တာအဲ့တော့စိတ်လည်းမကောင်းကိုကိုယ်တိုင်လည်းစိတ်မကောင်းကိုကိုယ်တိုင်လည်းထိုးတာဖြစ်တဲ့အတွက်ကြောင့်လို့ကိုရှိခွန်နဲ့ကိုခွန်ရှိကိုမထည့်ပေးလဲရလို့စိတ်ထဲမှာလုံးဝမကောင်းဘူးအဲ့တော့ပရီးတဲ့ထဲဒီမှာတော့ပါနေရောဒီမှာလည်းပါတယ်ဒီမှာလည်းပါတယ်ကိုခွန်ရှိနဲ့ကိုရှိခွန်ပါတယ်ဒီမှာလည်းကိုရှိခွန်နဲ့ကိုခွန်ရှိ ပါတယ်သူကကဏန်းထုတ်တဲ့အထဲမှာတွေတော့ပါလာတယ်ပါတယ်ပါပြီးတော့မှယူရတဲ့အထဲကြတော့ဟိုကအကုန်ထဲမပေးဘူးဒီတစ်ပတ်ကကတော့မပါတယ်ကိုအကွက်35ကွက်ဆိုလဲ35ကွက်ဒက်35ကွက်ဒက်ပေးရမယ်ဒက်ထုတ်ထားလိုက်တယ်အဲ့တော့ဒီတစ်ပတ်မှာမပါတယ်ကိုဟိုကဏန်းအကုန်လိုချင်တော့30အဲ့လိုမျိုးပေါ့အကုန်လုံးလိုချင်တယ်ဆိုတော့ကိုရွေးချယ်ထားတဲ့ကဏန်းနဲ့မဟုတ်အကုန်လိုချင်တော့ Viber နဲ့ Messenger ပဲယူလို့ရမယ်အဲ့ကဏန်းတွေအများကြီးယူတော့ကိုကအကုန်လုံး message ထွက်မှာမဟုတ်ဘူး အဲ့တော့ message တွေကလည်းပို့လို့အဆင်မပြေဘူး line တွေကမကောင်းတဲ့ခါကြတော့အဲ့တော့ Viber နဲ့ Messenger ကယူရမယ် Telegram ကယူလို့ရပါရှင် Telegram ကနေပြီးတော့လည်းယူလို့ရပါတယ်၄၄၈၈၈၄ခုလေးရလဲဟာ၃၉၄၄၈၈၈၈ခုလေးရလဲပဲသူကအဲ့ဒါ Telegram လဲအဲ့ဒီနံပါတ်ပါပဲ၄၄၈၈၈၈၈၄ခွန်၄ ီနံပါတ်လေးကိုမှတ်ထားလိုက်ပါ။တုံညာကိုတုံညာပဲတုံညာပဲပါတယ်ကိုမပါခဲ့ဘူး။တုံညာကိုအဲ့တော့တုံညာကို၄နှစ်ရှိ၁၈ခွန်၄ခွန်လေးဒါကတော့ KB ဝေဘေးအကောင့်လေးရှိပါတယ်။မမကြီးကတပတ်စာအောင်၅00ကျပ်ပါရှင်။ဒီအကျင့်ကနေပြီးတော့ဒီ၁၆ကျင့်ကနေနှစ်ကုန်ထိဆိုလို့ရှိရင်၂000ကျပ်ပါ။နှစ်ကုန်ထိဆို2000ခွဲကြပါ Viber group မှာတစ်နှစ်စာမှာပါတမားတွေကို Viber ရှိလို့ရှိရင် တနစ်စာနှစ်ပေါင်းခွဲလွှဲထားဒီရင်ကနေနှစ်ကုန်ထိယူတဲ့လူကိုဘိုက်ပါကရုမာတစ်ခါတည်းထည့်ပေးလိုက်ပါရှင်အဲ့တော့ကရုမာကတော့ကိုကဟိုနိစရာလေးကြီးပေါ့နော်အဲ့လိုပြောပေးတာကြီးလည်းရှိပါတယ်အဲ့တော့၃ညကို၄နှစ်၈၈ခွန်၄ခွန်လေးဒီဖုန်းနံပါတ်ကကေးပေးဝေပေးရောက်ပါဘိုက်ပါလည်းဒီဖုန်းနံပါတ်ပါပဲရှင်ဘိုက်ပါလည်းဒီဖုန်းနံပါတ်ပါ Telegram လည်းဒီဖုန်းနံပါတ်ပါအဲ့တော့မပါဝင်တဲ့သူတွေဒီချိန်စာအောင်၅00ကျပ်ပါဒီအချိန်ကနေပြီးတော့နှစ်ကုန်ထိဆိုလို့ရှင်၂000ကျပ်ပါရှင် number တွေကတော့ group မှာတော့ဒီ cut တွေအကုန်လုံးပေါ့နော်ဒီထုတ်ထားတဲ့ cut လေးတွေအကုန်လုံးထည့်ပေးပါမယ်အကုန်လုံးတင်ပေးလိုက်ပါမယ်ရှင့်အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးလည်းအောင်မြင်ကြပါစေလို့ဆုတောင်းပါတယ်ရှင့်